ဒီနေ့သင်ခန်းစာတွေမစမီပြောပြချင်တာက A နဲ့ there ဖာကွာလဲဘယ်နေရာမှာ A လဲဘယ်နေရာမှာ there လဲဆိုတော့မေးထားတဲ့ follower တွေကိုကြားပြက်ကလေးပြောပြချင်ပါတယ်အဲ့တော့တိကျတာနဲ့မတိကျတာကိုကျွန်တော်ပြန်ပြောလိုက်တဲ့အခါမှာတိကျတာနဲ့မတိကျတာနဲ့ဘယ်လိုဖွဲမလဲပေါ့ဒီပုံကဆက်ဆံပြောရမယ်ဆိုလို့ရှိရင် ပြောတဲ့သူရောနားထောင်တဲ့သူရောတိလို့ရှိရင်ဒါတိကျရလို့ခေါ်ပါတယ်ဥပမာအဖြစ်ဆိုရင်ကဲမိဖို့ကြောင့်လည်းသွားပြီးတော့ဗကံများတစ်ချက်လောက်ယူလာခဲ့ပါဆိုလို့ရှိရင် မိဖို့ကြောင့်နဲ့သွားဆိုတဲ့စကားမှာမိဖို့ကြောင့်ဆိုတာအဲ့တိတ်မှာဆိုရင်တခုပဲရှိပါတယ်အဲ့တော့မိဖို့ကြောင့်နဲ့သွားဆိုတာပြောလိုက်တဲ့သူကလည်းသိတယ်လို့နားထောင်တဲ့သူကလည်းအခိုင်အခံလိုက်တဲ့သူကလည်းသိတယ်ပေါ့နော်နားထောင်တဲ့သူကလည်းသိတယ်မိဖို့ကြောင့်ဆိုတာနှစ်ယောက်လုံးသိကြတယ်နောက်ဆုံးသိကြတဲ့တော်ကြောင့်သိကြလို့ယူဆပြီးတော့ဘာတော့လဲဆိုရင်ဒဲသုံးပါတယ်ပကံများတစ်ချက်ယူလာခဲ့ကြတော့ပကံများဒီပြောလိုက်တဲ့လူကလည်းဘယ်ပကံများဖြစ်ဖြစ်အစင်တယ်လို့ယူရဲလူကလည်းကိုညှို့လိုက်တဲ့ချိန်မှာဘယ်ပကံများကိုညှို့မှမသိသေးဘူးမိဖို့ကြောင့်လည်းရောက်တော့မှသူတွေ့တဲ့ပကံများတစ်ချက်ယူလာမှဖြစ်တဲ့ကြောင့်မသိကြတဲ့အတွက်ကြောင့် drain a plate အေးပဲသုံးလို့ရပါတယ်ဒါမှမသိကြရင် A 30တဘောပါကျွန်တော်ပြတဲ့ဘောပေါလာမသိဘူးကဲနောက်တစ်ခါကျတော့အော်ပေါ့နော်ဆေးရုံမှာလို့ပြောလိုက်ပြီဆိုရင်ဆေးရုံမှာဆိုရင် hospital ဆိုရင်ဘာလို့ဒဲထဲရလဲအဲကြောင့်ဒဲထဲရဆိုတော့ဆေးရုံလို့ပြောတဲ့တဲ့ပိုင်းမျိုးဆိုမြို့တစ်မြို့မှာဆေးရုံတွေဟာအများကြီးမရှိနိုင်ဘူးကျွန်တော်ပြောရတဲ့သူကနောက်မှသူကတိကျရတဲ့ကြောင့်ကျွန်တော်ဒဲ30လဲဟုတ်ပြီလားတခြားအဲမြို့တွေကနေပြီးတော့ပေါ့နော်ဥပမာပြောဆိုရင်မုတ်တစ်ခုလောက်ဝယ်လာကန်ဆန်းဟာပေါ့မြို့တွေကနေပြီးတော့ ဟုတ်နော်ဘောပင်တခြားလောက်ဝယ်လာခဲ့ပါဆိုင်ဘယ်ဘောပင်ကိုညှို့နေမှာမသိတဲ့ခါကြလို့ရှိရင် buy a pan ဟာဒီဖြစ် A ပဲဘာလို့လဲဆိုရင်တော့ရတာပါမသိကြရင် A တော့ရဆိုတော့တော့ပါဟုတ်ပြီနော်ဟုတ်ပြီနော်ဒီနေ့ပြောပြမယ့်အကြောင်းရင်းကတော့အင်္ဂလိပ်စာအောက်တက်ကြေဖို့ရ30စီးနီးမှာမဖြစ်မနေထည့်သွင်းဖို့အလိုတဲ့အရာတစ်ခုပဲဖြစ်ပါတယ်သူမပါဘဲနဲ့အောက်တက်ကြေဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူကဘာကြောင့်လဲဆိုတော့အင်္ဂလိပ် basics ကလေးလေးတွေသင်တဲ့ basic မှာလည်းသူကစပြီးတော့သင်ရတဲ့ဟာမဟုတ်လို့ပါအဲ့ဒါဘာလဲဆိုလို့ရှိရင် adjective ပါ ျွန်တော်ဒီနေ့ပါအကြောင်းပြောမလဲဆိုရင် adjective တွေအကြောင်းကိုပြောမှာဖြစ်ပါတယ် adjective ကိုဗမာလိုမှတ်ထားမှာကနာမဝိသေသနလို့ခေါ်ပါတယ်သူဟာဗမာလိုဆိုရင်ဒေါနဲ့ဆုံးတက်လေးရှိပါတယ်ဆုံးတက်လေးရှိတယ်ပေါ့နော်အများတန်းအဆုံးတက်တာတော့မဟုတ်ဘူးเนาะမြန်မာလိုဆိုရင်သူကဒေါနဲ့အဆုံးတက်လေးရှိတယ်ဟုတ်ပြီအဲ့တော့အဲ့ adjective က function သူကဘာလုပ်တာလဲဆိုရင် adjective ဒီနာမဝိသေသနဖြစ်တဲ့လို့ကြောင်း noun တွေကိုအထူးပြုတယ် modify လုပ်တယ်လို့ခေါ်တယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ဟောငါပြောဆိုလို့ရှိရင်ပေါ့နော် ball ဘောလုံးလေးတစ်လုံးလို့ဆိုပါလို့ a big ball big ထည့်လိုက်တဲ့နေရာတည်းဒီဘောလုံးကြီးတဲတဲလေးမဟုတ်ဘူးကြီးသွားပြီဆိုတဲ့အထက်ထွက်သွားတယ် big ဆိုတဲ့ adjective ဒီ ball ဆိုတဲ့ noun ပေါ့နော်အထူးပြုနေတယ်ဒါမှမဟုတ်လဲအ blue balls blue ဆိုရပြရအောင်အရောင်ကလည်း adjective ထဲမှာပါတယ်ရိုးရိုးဘောလုံးမဟုတ်တော့ဘာရောင်ဘောလုံးလေးဖြစ်သွားတယ်ဆိုရင်အပြရောင်ဘောလုံးလေးဖြစ်သွားတယ်ဟောနောက်ကအ beautiful ball လှပသွားဘောလုံးလေးဟောဘောလုံးလေးကခုနကလိုကြီးရတယ်အပြရောင်မဟုတ်တော့ပြန်ဘာဖြစ်သွားပြန်ပြီလဲလှပသွားပြန်ပြီစသည်ဖြင့်အဲအဲ့ beautiful ဆိုတဲ့ adjective လေးက ဘောလုံးကို modify လုပ်ပေးနေတယ်။အဲ့လို modify လုပ်တဲ့ဟာကိုဘာလို့ခေါ်လဲဆိုရင် adjective လို့ခေါ်တယ်။အထူးပြုပေးနေတဲ့ဟာကိုပေါ့နော်။လှပတော့နော်။အပြည့်အဝအယောင်တွေရဲ့ဒါနောက်ကျကြီးတော့သေးတော့စတဲ့ပြည့်အဲ့ဒီ adjective တွေကိုကျွန်တော်ဒီနေ့ဘာလုပ်လဲဆိုရင်လေ့လာကြမယ်။ဟုတ်ပြီ။ adjective တွေကိုရေးတဲ့အခါမှာ adjective တွေဒီတော့ sentence မှာ do လို့ပဲအဓိပ္ပာယ်ထွက်တာဖြစ်တဲ့ကြောင့်သူတို့ကိုတစ်လုံးနဲ့ရေးလို့မရအောင်။ဘာဝန်နဲ့မှမယ်။ကျွန်တော်နမူနာတစ်ခါပြောပြပြမယ်။ဒီဘက်မှာ verb လို့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်။သူသွားသည်ဆိုရင် he ကိုဘဝန်းဆိုရင်ကျွန်တော်တို့ရှိရတယ် day 1နဲ့ day 30ဒီကျွန်တော် ဟိုနေတိုင်းပြန်ပြောနေခဲ့တယ်ပေါ့နော်ဘတ်ဝမ်ဆိုရင်ရှေ့ကဟီယိုကြီးရတယ်တယောက်တည်းဆိုပါထဲရလဲ SES ထဲရလေလို့ပြောခဲ့တယ်နော်ဒီမှာ he ဆိုတော့ go ဆိုတော့ es ထဲရတယ်အဲ့တော့ဆိုတော့ he ကတခုကင်းဖြစ်နေလို့ first person i we နဲ့ second person you နှလုံးဆိုရင်ထည့်စရာမလိုဘူးအများသဘောစောင်းတယ်လို့မှတ်ထားပါအဲ့တော့အမှဘာသူပြောကြတယ်ဒီနေရာမှာဘာမှထည့်စရာမလိုဘူးဘာကြောင့်ဆိုရင်ကျွန်တော်အဲ့ဒါဘဝန်းကိုတောင်မှဗလာလေးထုတ်ပြီးရေးပြီးခဲ့တယ်ဘဝန်းလေးရမှာဖြစ်လို့ဆိုရင်အဲတတိရှိတယ်ဒီတလုံးထဲပဲရေးရတယ်လို့ပြောခဲ့တယ်။ကျောင်းသားတော်တော်များများ he is go လို့ဘာကြောင့်မှားရလဲ ဘာနဲ့အမှန်မှပြီးလွှဲရလဲဆိုတော့ဟောဒီဘက်က adjective နဲ့အမှန်မှပြီးလွှဲရပါသူပြောတယ်ဆိုပြီးရေးမယ်ဆိုပါတော့ he are subject HAPP ဘာ happy go နဲ့ happy ရပါခွာတယ် go နဲ့ happy ရပါခွာတယ်ဆိုတော့အများကြီးခွာတယ် go က verb ဖြစ်တယ် happy က adjective ဖြစ်တယ် go ဒီတွားသည်ဆိုရဲဒီနဲ့ဆုံးတဲ့ verb လောက်ဆောင်ချက်ဖြစ်တယ် happy ဒီပျော်ရွှင်သောဆိုတဲ့ adjective ဖြစ်တယ် adjective ဒီသူ့ဘာသူတစ်လုံးနဲ့နေဘယ်လိုဘာအဓိပ္ပာယ်ထွက်လာလဲဆိုရင်သောလို့အဓိပ္ပာယ်ထွက်တယ်အဲ့တော့ ီဒေါ်လေးကိုဘာဖြစ်သွားဖို့လဲဆိုရင်ဒီဖြစ်သွားဖို့အတွက်ကျွန်တော်တို့ကဒီနားလေးမှာဘာထည့်ရလဲဆိုရင် verb to be ထည့်ရတယ် verb to be ဆိုတော့ ms are was were be been being ဆိုပြီးတော့ရှိပေမဲ့လဲကျွန်တော်တို့ဒီမှာဟို basis မှာဆိုတော့ကျွန်တော်က verb to be တွေက part 1နေသုံးမယ်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုရင် ms are ထည့်ရရလို့မှတ်ထားပါအဲ့တော့ကျွန်တော်တို့ကတခုတိသွားပြီ yo yo affirmative ပုံစံဒါ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  tense ကိုကျွန်တော်ရှင်းတဲ့ဇာတ်ပုံကလေးတော့တိလောက်ပြီ yo affirmative ပုံစံမှာဆိုရင် MSR နဲ့ဘာနဲ့ပေါင်းထားမလဲဆိုရင် adjective နဲ့ကိုပေါင်းထားမယ်လို့မှတ်ထားပါ။ဒါကြောင့်လည်း adjective ဒီ do လို့ဒီမှာထွက်တယ်။သူ့ကို the လို့ဖြစ်စေဖို့အတွက်ကျွန်တော်တို့ကရှေ့မှာဘာလို့ထည့်ပြလိုက်ရလဲဆိုရင် MSR ထည့်ပြလိုက်မယ်။အဲတော့ he ဆိုတော့ is နဲ့တွဲမယ်။တစ်ခုချင်းဆိုတော့ is နဲ့တွဲမယ်။အများဆိုရင် r နဲ့တွဲမယ်။ i ဆိုရင် am နဲ့တွဲမယ်။ကျန်တဲ့ first person second person ကကြတော့အများသဘောဆောင်လို့ r နဲ့တွဲမယ်။ဒီမှာတော့ he is happy လို့ရေးလိုက်မယ်။သူပြောရွှင် the ဖြစ်သွားတယ်။အဲတော့ go မှာ verb ဆိုရင် msr မလုပ်ဘူး။ adjective ဆိုရင် ms လို့လဲအဲ့တော့ကျွန်တော်တို့ကဘာသိထားရမလဲဘယ်ဟာဟာ verb လဲဘယ်ဟာ adjective လဲသိထားမယ်။ဘာကြောင့်သိထားသင့်တာလဲ verb ဆိုရင်မလိုဘူးလေ။ verb ကို adjective ထည့်ပြီး is ထည့်မိရာမျိုး adjective ကို verb ထည့်ပြီးဘာမှမထည့်ပဲတန်းရင်းမိရာမျိုးမှာ he happy လို့ဘာသွားရင်းမိရာမျိုးဆိုရင်မှားမယ်။အဲ့တော့ verb ရဲ့သဘောတရားနဲ့ adjective ရဲ့သဘောတရားကိုသိချာလေ။နိုင်ရှိပြီးလေ့လာထားပါ verb ဒီအခုမလိုဘူး။ adjective ဒီအခုလိုတယ်ဒါပေမဲ့ verb မှာမှကျွန်တော်ဟိုနေ့ကသင်ခဲ့တဲ့ present continuous လို့ခေါ်တဲ့ verb ing ကြတော့ ရှေ့မှာ MSR လို့ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါရိုးရိုးပုံစံဥပမာဖြစ်ဆိုရင်ခဏ he is happy ပေါ့သူပြောရွှင်သည်ဒါဆိုရင် adjective ကြောင့်ပြောမယ်ဆိုတော့ကျွန်တော်ဒါလေးဖြတ်လိုက်တော့မယ် adjective ဖြစ်တဲ့ he is happy နော်သူကဘာဖြစ်လဲဆိုရင်ပြောရွှင်နေပေါ့ဟုတ်ပြီမေးခွန်းလောက်ချင်ရင်ဘာလုပ်မလဲမေးခွန်းလောက်ချင်ရင် sorry sorry ကျွန်တော်မေးခွန်းရောက်သွားတယ် negative ကိုရင်သွားမှာအငင်းလောက်ချင်လို့ရှိရင်ဘာလုပ်မလဲအငင်းလောက်ချင်ရင်ဘာထည့်ရမလဲဆိုရင် not ထည့်ရမယ်ဒါကကျွန်တော်နေတိုင်းလုပ်နေကြပဲပေါ့နော်နေတိုင်းအဲ့တော့ day 1နဲ့ day 30ထိကြည့်ခဲ့ ဇက်30တဲ့နဲ့အင်္ဂလိပ်စာအောက်တက်ကြီးမှာဖြစ်တယ်စိတ်ရှိရှိလေးနဲ့တနေ့တစ်ခုစီကြက်ခဲ့တက်လာတယ်လीနော်တက်လာတဲ့အချိန်ပြီးလိုက်ဟုတ်ပြီအဲ့တော့အဲ့ not ကိုထည့်ဖို့အတွက်ဘာလုပ်လဲအကူလို့လေအကူရှိလားဆိုတာရှိတာပေါ့ဒီမှာအခြေတကစတဲ့ MS စာဆိုတာအကူနဲ့နေတာအဲ့တော့ I'm not I'm not not ဘူးနော် share continuous မှာလည်းကျွန်တော်ပြောထားတယ် is နဲ့ not နဲ့ပေါင်းရင် isn't are နဲ့ not နဲ့ပေါင်းရင် and နောက်ကအခြေတကတော့ဘာပဲလဲ adjective ပဲ verb တွေမဟုတ်ဘူးတော့အခုကျွန်တော်ပြောနေတာ verb အခမ်းမဟုတ်တော့ adjective ခန်းပြောင်းမှာအဲ့တော့ he is happy သူကပြောတယ် he isn't happy သူမပြောဘူးဆိုတဲ့အထိပဲချက်သွားတယ်။အော်နောက်ခါကျတော့ yes or no question လုပ်မယ်။ yes no မေးခွန်းပေါ့။ဗမာလူဆိုစဘာမေးခွန်းလဲဒါသိနေကြပြီ။လားမေးခွန်းဆိုပြကျွန်တော်ရှေ့ရရက်တွေမှာပြောခဲ့တယ်။မေးခွန်းလုပ်ချင်ရင်ဘာလုပ်အကူရှိထုတ်အကူပါလား။ပါတယ်နော် adjective ဆိုတာသူရှင်မှာ ms ဆိုတာအခုရှိပြီးသားဘာ1နဲ့ဘာ2လို့အခုမပါလို့ do that တွေ did တွေခေါ်ရတာမျိုးမရှိဘူးသူ့ကိုရှေ့ထုတ်လိုက်အောင်မယ်အဲ့တော့ am ရှေ့ထုတ်မယ် is ရှေ့ထုတ်မယ် are ရှေ့ထုတ်မယ်ပြီးရင်လောက်တဲ့ subject ရှိမယ်ပြီးနောက်မှာပါပဲလေ ေးနားမှာပါပဲလေ agitate အဲ့တော့ဒီ is လေးကိုဘာလုပ်လိုက်မလဲရှစ်ထွက်လိုက်မယ်ဒါဆို is က6ရောက်သွားပြီ here subject ကနောက်မှာကျန်ခဲ့မယ် is he ဒါ agitate is he happy သူပြောရွှင်လားပေါ့အဲ့နောက်ဆုံးမိကုန်းဗာမိကုန်းမှာကျွန်တော်လဲဆိုရင် wh question လို့ခေါ်တဲ့လဲမိကုန်းမှာကျွန်တော်လဲပေါ့နော်လဲမိကုန်း wh question ဒီဒီ why တို့ပေါ့နော် where ဘယ်နေရာလဲတို့ who တို့ what တို့နော် အဲ့လိုဟာမျိုးတွေကိုပါလဲဆိုရင်ဒီလာမေကွန်ရှင်တွေထက်လိုက်အောင်ပဲပြောချင်တာက WH အဲ့တော့ကျွန်တော်ဒီမှာ name ပြမယ် WH ပြပြီး MSR ပြီး subject ပြီးတော့မှာပါ jargon ပဲဆိုရင် adjective jargon ပဲအဲ့ဒါဘာပုံစံလေးလဲဆိုရင်လဲမေကွန်ရဲ့ပုံစံလေးပေါ့နော်ဒီ WH ထက်လိုက်အောင်ထွက်လိုက်ရင်ဒါဆိုလာမေကွန် WH ထက်လိုက်ရင်ဒါလဲမေကွန်ဒါအမြဲတမ်းလုပ်နေကြရှေ့ရဘတ်တွေမှာလဲမေကွန်လေးဖြစ်ချင်းသူဘာကြောင့်ပြောတာလဲဘာကြောင့်ဆိုရင်ဘာလေးထက်လိုက်မလဲ point လေးထက်လိုက်မယ်ပေါ့နော် point ဝိုင်းပြီးခမတိုင်း MS လာမယ်ဆိုတော့ he ကတခုကိန်းဆိုတော့ is ပြီး he why he happy ဒါကြောင့်ပြောတာလဲဆိုပြီးတော့ level ကိုလေးထည့်သွားတယ်ဒါကပြောသလားဒါကဘာကြောင့်ပြောတာလဲအဲ level ကိုရပါပြီအဲ level ကိုရပြီ level ကိုရပြီမပြောဘူးလို့လည်းပြောတတ်ပြီပြောရလို့လည်းပြောတတ်ပြီ affirmative negative yes or no question wh question yo yo အငင်းလာမေးကို လဲမေကုန်ဟုတ်ပြီအဲ့တော့ကျွန်တော်ဘာနဲ့ပတ်သက်ပြီးနည်းနည်းသိသွားပြီလဲဆိုရင် adjective နဲ့ပတ်သက်ပြီးသိသွားပြီပြန်ပြောမယ် adjective ဒီဘာကို modify လုပ်လဲ noun ကို modify လုပ်တယ်ဒီ he လေးဘာဖြစ်နေလဲဘယ်လိုလေးခံစားနေရလဲဆိုတော့ modify လုပ်တယ် ဘက်ကတော့ဟီဘာလုံနေတယ်လို့ပြောတာဖြစ်ပြီးတော့အခြေတက်ကတော့သူဘယ်လိုခံစားနေလဲသူ့ရဲ့အရေးသွေးသူ့ရဲ့အခြေအနေစသဖြင့်သူ့ရဲ့ state တွေကိုဖော်ပြတာဖြစ်ပါတယ်ဒီမှာဆိုသူကပျော်ရွှင်နေရဲ့ဆိုတော့သူ့ရဲ့အခြေအနေလေးကိုဘာဖြစ်ထားလဲဆိုဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ထားဖို့လိုလဲဆိုတော့ adjective အကြောင်းသိထားဖို့လိုလဲဆိုတော့ကျွန်တော် adjective တွေလေးဘာလုပ်ထားမလဲဆိုရင်ကြက်ထားမယ်ဒါမှမဟုတ်ဖန်လူကျင်ကတော့ဒီကြက်ထားမယ် adjective table လေးပဲဖြစ်တယ်ပေါ့နော် adjective တွေမှာအစစ်30ရှိတယ် ဗတ်ဒင်မှာပဲဗတ်1ဗတ်2ဗတ်3ရှိတာမဟုတ်အက်ဂျက်တစ်မှာလည်းအက်ဂျက်တစ်မှာလည်းသူအဆင့်နဲ့သူရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဗမာလေးမှာတော့ကျွန်တော်အလွယ်တူဘယ်လိုသုံးလဲဆိုရင် G1 G2 G3 လို့တောင်းတယ်အင်္ဂလိပ်လိုဆိုရင်ဒါက positive degree လို့ခေါ်တယ်ရိုးရိုး degree 2ကိုကြတော့ comparative သူကနှစ်ခုကိုနှိုင်းရှင်တာဖြစ်တယ်ဒေချာလေးမှာထားပါနော်နှစ်ယောက်ကိုနှိုင်းရှင်တာဖြစ်တယ်ဒါသူကသူတယောက်တည်းပဲဥပမာပြဆိုရင် small တေးတယ်ဆိုပါသူယုံလေးကတေးတယ် the rabbit is small ပေါ့ degree 2ဆိုလို့ရှိရင်နှစ်ခုနှိုင်းရှင်တာဖြစ်သွားတယ်ဟောယုံလေးက ဘောနော်ခွေးထက်ပိုသေးတယ်အဲ့သူ့ဘာသူနေတော့ရိုးရိုးသေးတယ်ပဲပြောလို့ရတယ်နှစ်ယောက်နှိုင်းရှင်ရိုးရိုးသေးလို့မရတော့ဘာဖြစ်လဲဆိုတော့ပိုသေးတယ်လို့ဒီဘက်ထွက်လဲပိုးဆိုတဲ့ဘက်ထွက်လဲအဲ့လာတော့အင်္ဂလိပ်လိုဆိုရင် comparative လို့ခေါ်တယ် compare ဆိုတာနှိုင်းရှင်တာဆိုတော့ comparative ဆိုတာနှိုင်းရှင်တဲ့ degree degree 2လို့ခေါ်တယ်နော် degree 2လို့ချင်ရင် degree 1မှာရှိတဲ့ assembly aller small ကိုကျွန်တော် er လေးထည့်လိုက်ရတယ် smaller ဖြစ်သွားတယ်သေးတော့အလိုမှာထားနော်ဒါပိုသေးတော့နှစ်ယောက်နှိုင်းရှင်ပို့တော့မလား degree 3ကကြတော့ superlative လို့ခေါ်တယ် စူပါလိတက်ဆိုတာတော့ HD ထဲမှာအဆင်အမြင့်ဆုံးပဲသေးရင်လည်းအသေးဆုံးကြီးရင်လည်းအကြီးဆုံးကောင်းရင်လည်းအကောင်းဆုံးဆိုးရင်လည်းအဆိုးဆုံးအဲဒီဂရီဒီသူကတော့၃ခုဒါမှမဟုတ်၃ခုအထက်ဟာတွေထဲမှာမှအမြင့်ဆုံးဟာကိုရွေးရတာဖြစ်တယ်နော်ပြီးသူ့ကိုရေးတဲ့အခါမှာ तू ကဒယ်လေးထည့်ပြီးရေးရတယ်ဒယ်မှာပါပဲနဲ့ရေးလို့မရအောင်ဒါကိုစတားပြထားတယ်အရင်အရေးကြီးလို့ပါဒီဂရီ3ကိုတော့ကျွန်တော်ရှေ့မှာဘာမှဖြစ်မနေပါဘူးဆိုရင်ဒယ်ပါပါဟုတ်ပြီအဲ့တော့ဘယ်တော့က small ကသေးတယ် smaller ပိုသေးရဆိုရင်အသေးဆုံးဆိုရင် SMALL မှာကျွန်တော်ကဘာထည့်ရလဲဆိုရင် EST လေးထည့်လိုက်ပါတယ်ဒါဆိုရင် small last ဆိုပြီးဖြစ်သွားတယ်ဟိုသေးတော့ဒါပိုရသေးတော့ဒါပါဆိုရင် အသေးဆုံးလို့အဓိပ္ပာယ်ထွက်ပါတယ်ဒါဒီ adjective ကဲ D1 D2 D3 เนาะ bar 1 bar 2 bar 3နဲ့သွားမပြောနဲ့ bar 1 bar 2 bar 3နေနဲ့ရောနေပဲလို့ခန်းစားရရင်ရှိရဒေဝါကနေတစင်းကြီးနေကြက်ခဲအားဆိုမရောတော့ဘူးဒါ adjective အပိုင်းဟို verb အပိုင်းဆိုတာနားလဲသွားမယ်။ဘာပဲဖြစ်ဖြစ်ဒီကောင်လေးအကုန်လုံး adjective တွေဖြစ်တဲ့ကြောင့် smaller ကိုပဲသုံးသုံး small less ကိုပဲသုံးသုံး small ကိုပဲသုံးသုံးရှေ့မှာတော့အများနဲ့ဘာပါနေမလဲ MSR ပါနေမယ်အတိတ်ဆိုရင်တော့ Westware ပေါ့ဒါပေမဲ့အဲ့ဒါကိုခဏလေးမပြောသေးဘူးဗျာကျွန်တော် MSR ပါမယ်လို့ပဲမှတ်ထားတလုံးနဲ့ရှင်းလို့မရဘူးမှတ်ထားဒီကတော့ D2 ဖြစ်ဖြစ် D3 ဖြစ်ဖြစ်တို့က adjective ပဲဖြစ်တဲ့ကြောင့်ရှင်းမှာဘာပါမလဲဆိုရင်အခုတော့ပါမယ် big ကဘာဖြစ်လဲဆိုရင် G တော့ B I G G E R big ကဘာလဲဆိုရင်ပို၍ G တော့ဘာကြောင့်နှစ်ခါထပ်တော့လဲဆိုရင်နောက်ဆုံးနှလုံးကဒါတရလို့ခေါ်တယ် AI ကို U ဒါကတော့ AI ကို U ်လို့မဟုတ်တဲ့ consonant လို့ခေါ်တယ် b တော့တတတလုံး b တလုံးဆိုနှစ်ခါထပ်ရတယ်တဲ့ဒီမှာ e ရလေးထည့်လိုက်တယ်ပိုကြီးတော့ဖြစ်သွားဒါသူ့ဘာသူကြီးတော့ဒါပါဆိုရင်ပိုကြီးတော့အကြီးဆုံးဆိုရင် b i g g e s t biggest ဒါအကြီးဆုံးလို့ထည့်ပြထားတယ်သူကအကုန်လုံးထဲမှာအကြီးဆုံး9ရောက်ရှင်9ရောက်ထဲမှာအကြီးဆုံး3ရောက်ရှင်3ရောက်ထဲမှာအကြီးဆုံး2ရောက်ထဲနှိုင်းရှင်တော့ bigger နဲ့နှိုင်းရှင်ပဲအဲ့တော့ဒီ2မှာဘာလေးပါတတ်တယ်ဆိုရင် than လေးပါတတ်တယ်အားလေးလည်းမှာဒါ degree 2မှာပေါ့နော် than ဆိုတော့ဥပမာအဖြစ်ဆိုရင်ဒါကြော်ကြော်လောက်ပြောသလိုယုံလေးကနော် 我跟那边的柜台玻璃也是流行，Arabic 用 d 的 is，好 is，把怎样拆下来？adj 的目录，is 没拆路没有，只当中中的 adj 比较重要，is 拆路没有，就我得查掉台了。Arabic is 玻璃也是哦 small 啦，啊玻璃也比较多。有有，的话就用里阿的也是 Arabic is small，用里阿玻璃也是 Arabic is small 啦。你老那边也请一个台下 o 阿老同学，老在酷，你拄那哪时哈好吧，拆 a 面是怕拆阿的，难拆阿的。 စလုံးပေါင်းချက် THEAN တန်းထိုးနောက်တို့ THEAN တန်း၎င်းတို့ကိုသူတို့ကိုလည်းမှားမယ် THEAN တန်းဆိုတာထက်လို့ဒီဘက်ထားတယ် than a dog နော် a rabbit is smaller than a dog ခွေးတစ်ကောင်ထက်ခွေးတစ်ကောင်ထက်နောက်က than a dog ဆိုတာခွေးတစ်ကောင်ထက်ချေက a rabbit ရုံလေးတစ်ကောင်ကပါဖြစ်ဆိုရင်ပိုသေးရဆိုတော့ than လေးပါတတ်တယ် degree 3 dog ရဲ့အရေးကြီးတာပါလဲဒဲထက်ရမယ်အပွဲစိတ်ကလေးအသေးဆုံးဖြစ်တယ်ဆိုရင် the ant is the smallest အဲ့လိုလေးပြောပါဘူးစင်းရတော့အကြီးဆုံးဖြစ်တယ်ဆိုရင် the elephant is the biggest daily နဲ့ထည့်ပြပါလို့မယ်ဆိုရင်ရေးမယ်အဲ့ဒါ degree 3ရင်းနေစင်ရကြီးရလေပဲရိုးရိုးပြောချင်တယ်စင်ရကြီးတယ်ဒါတော့ပဲဆိုရင် the elephant is big ကဲတော့ဟာ first ဟာမြန်တော့ FAST မှာဗာထည့်လိုက်မယ်ဆိုရင် ear ထည့်မယ် faster ပိုရေးမြန်တော့ FASTEST faster ဒါအမြန်ဆုံးလို့ဒီပဲထွက်တယ်ဒါတိောက်တဲ့သူကမြန်တာပြောချင်တာဒါနှစ်ခုနှိုင်းချင်တာ ဒါသုံးခုနဲ့အထက်နှိုင်းရှင်တာအမြန်ဆုံးဒါပို၍ဒါအမြန်ဆုံး slower နေတော့ SLO W မှာ ER ထက် slower ပို၍နေတော့ SLO W ESD slower ဒါပဲလဲဆိုရင်အနေဆုံး strong strong ဆိုတာတမ်းပါတော့ strong မှာ ER ထက်လိုက် stronger ပို၍တမ်းပါတော့ strong မှာ ESD ထက်လိုက် strongest အဲ့ဒါအတန်မာဆုံးအားကောင်းဆုံးပေါ့နော် ။ဒါ HAVY heavy ရလေးလံတော့ Y နဲ့ဆုံးတယ်။ Y ရှိမှာ AEIOU ရှိရင် I ပြောင်းကြမလို့။ဒါ AEIOU မဟုတ်တဲ့ခါကျတော့ HEAVY Y ဝင်ဖြုတ်ပြီး Y စ I ထက်ပြင်ခိုင်းလို့ပဲ ER ပေါင်း heavy ရ HEAVY EST ထက် heaviest တခြားလေးကြားထားနော် heavy heavier heavier ဆိုတာဒါပါဆိုအလေးလံဆုံးလို့ဒီပဲဆိုတယ်နော်လေးလံလားလို့ဒီပဲဆိုတယ်လေးလံလားလေးတာ HBBY happy ဒါပြောတာတပတ်သူငါဘာငါဟာပြောတယ်ဆိုရင် i am happy 我明天保镖嘞，那我讲明天保镖嘞时候，<noise> 有有表达无？你要先来，我也没人，没人先来，这个位置表达位，而且比比玩的时候呢，玩些嘛，一样又没学个爱表，happy 呀，I am happy 呀，明天太漂亮，白天的时候，对 <noise>。<noise> <noise> <noise> ဘလန်နောက်မှာ main ဆိုလို့ရှိရင်ဘာထည့်ဆိုယူလို့ထည့်ရတယ်အဲ့ယူဒီတီနဲ့ဆုံးတဲ့ subject program မဟုတ်ဘူး go နဲ့ဆုံးတဲ့ subject program မှတ်ထားမှာဒီ than နေရာနောက်မှာလည်းဘာပဲလိုက်မလဲဆိုရင် object program တွေပဲလိုက်ရမယ် go နဲ့ဆုံးတဲ့အလုံးလေးဒါတော့ဒီ day 3 4လောက်မှာလည်းကျွန်တော်ပြောထားပြီးသားပေါ့နော်ကျွန်တော်ကိုတင်ကိုသူတို့ကိုသူမကိုဆိုရလိုက်မယ် now h a p p i e s d happiest ဒါတော့ဘာဖြစ်ဆုံးလဲဆိုရင်အပျော်ရွှင်ဆုံး now d i f f i c u l t difficult difficult ကပါလို့ဆိုရင်ခက်ခဲဆိုသူရဲ့အတန်ဒီ server လို့ခေါ်တဲ့အတန်ပေါ့ဟိုနှစ်တန်ဒါမှမဟုတ်သုံးတန် difficult ဆိုအတန်သုံးတန်ဆိုတာအတန်ရမ်းများသွားရင်တဲ့ဟိုနောက်မှာ er မထည့်တော့ဘူးရှေ့မှာဘာပဲထည့်လိုက်လို့ဆိုရင် more ပဲထည့်တော့တယ်အားလေးမှတ်ထားအောင်အဲ့တော့ more d i f f i c u l t difficult more difficult လေးလေးခွာရေးရမယ်နော် more difficult ပို၍ခက်ခဲသော degree 3ဆိုရင်လည်းအဲ့လိုပဲနောက်မှာ est မထည့်တော့ most ထည့်လိုက်မယ် most difficult difficult cult difficult most difficult ဘာဖြစ်လဲဆိုရင်အခက်ခဲဆုံးလို့တပည့်ဆိုတာဒါအခက်ခဲတာဒါနှစ်ခုရှင်တာပိုခက်ခဲတာဒါအခက်ခဲဆုံးလို့တပည့်ဆိုတယ် comfortable comfortable ကတက်တောင်တသာရှိတာဈေးရှိတာဒီဂရီ2ပြောင်းမယ် comfortable ဆိုတာဆက်လက်ပဲ၄ခုတောင်ပါတယ်အတန်ရမ်းများတဲ့ကြောင်အမှအီးရမထက်တော့ more ပဲထက်ရမယ် more comfortable ပို၍တက်တောင်တသာရှိသောဒီဂရီ3ပြောင်းခြင်း most ထက်မယ် more comfortable တတောင်တတအရှိဆုံးဈေးအရှိဆုံးပေါ့နော် interesting ဆိုတာစိတ်ဝင်စားစရာကောင်းတော့စိတ်ဝင်စားစရာကောင်းတယ်ဆိုတာကတော်တော်များများ ing နဲ့ဆုံးတော့ verb ing လို့ထင်ကြတယ်အဲ့ဒါ verb မဟုတ်ဘူး adjective ပါအဲ့ဒါ ed adjective နဲ့ ing adjective ဆိုရင်ချက်တော့ကြားရရှင်းပြမယ်။သူက ing နဲ့ဆုံးနေပြီမဲ့လေ။သူဒီ verb မဟုတ်ဖက်နဲ့စိတ်ဝင်စားစရာကောင်းသောဆိုတဲ့ adjective ပဲဖြစ်တယ်။မှတ်ထားနော်။သူ့ရဲ့စလုံးပေါင်းမှာကလေး ing ပါနေရ။ ing တက်တက်ထည့်ထားတဲ့ verb ing မဟုတ်ဘူးရောသွားမ စိတ်ဝင်စားစရာကောင်းတော့နောက် interest test ဆိုရှိသေးတယ်။ तू ကလည်း exit တယ်ပဲ။ easy နဲ့ဆုံးပြီဘတ်တူးလို့မထင်နဲ့စိတ်ဝင်စားတော့ပဲ။အဲ့တော့ तू လည်းအတန်ရှိတော့ရှေ့မှာဘာထည့်မလဲဆိုရင် more ထည့်မယ်ဗျာ။အင်းဒါောက်ပြန်လဲပေါ့နော် more interesting i n t e r e s t အဲ့ဒီ more interesting ပို၍စိတ်ဝင်စားစရာကောင်းတော့စိတ်ဝင်စားစရာကောင်းဆုံးဆိုရင် most i n t e r e s t i n g interesting ပေါ့ တော့လေခင်ဗျားတို့ဖြစ်နိုင်လို့ရှိရင်ဒီရှင်းမှာဒယ်လေးအောင်ထည့်ရေးပေးကြတာပြီးတော့ဒီဒယ်လေးကြံခဲ့မှာဆိုတော့ theory 3သုံးရင်ဒယ်ကြံခဲ့မယ်နော်တတိထားပါအဲ့ဒါပါလဲဆိုရင်စိတ်ဝင်စားတာမဟုတ်ဘူးနော်စိတ်ဝင်စားစရာကောင်းတာဟုတ်ပြီနော်ဒီ week ကတော့အားနေတော့တတန်နဲ့ဆိုတော့ကျွန်တော် ear ထည့်လို့ရတယ် wea ke ရ week ပိုရအားနေတော့ wea k မှာ ear ဆိုတာ week ဆိုတာအားအနေဆုံးမောတွေရော ear ရောရှောက်မထည့်ရနော်ရှင်မောထည့်တူရင် ear ထည့်အဲ့ဒါအားနေတာလို့ဒီပြောထွက်တယ် ဟာပြီ alignity light ဆိုတာနောင်းနေတယ်ဆိုတော့အနှင်းရောင်လိုအထိပဲထွက်တယ်เนาะအရောင်ဒီမှာဆိုရင်လည်း light green ဆိုရင်ဒါအအစိမ်းရောင်အနုလိုအထိပဲထွက်တယ် dark green ဆိုတာအစိမ်းရောင်အရင်လိုအထိပဲထွက်တယ်ဒီမှာကကြတော့ပော့တော့လိုအထိပဲထွက်တယ် adjective ဆိုရင်ပါလဲဆိုရင် light ဆိုတာပါလဲပော့ပဲလိုအထိပဲထွက်တယ် light ဆိုတာလဲ light ဒီတန်တန်နဲ့လေအကြောင်းအတူမှာ ear ထည့်လို့ရတယ် alignity က lighter imagery ဆိုရင် lighthst lighter ဒါပော့ဆုံးပော့တော့ပူရေးပော့တော့အပော့ဆုံးဆိုတာအထိပဲထွက်တယ်ဟုတ်ပြီဒါကျွန်တော်ဘာကြောင့်ပြောခဲ့ရလဲ adjective အကြောင်းပြောခဲ့တာ ြန်ပြီးတော့ပြန်ပြီးတော့ပြောရမယ်ဆိုရင် adjective ဒီ1ဖြစ်ဖြစ် degree 2ဖြစ်ဖြစ် degree 3ဖြစ်ဖြစ် d1 t2 t3 เนาะ v1 v2 v3 မဟုတ်ဘူးတို့တို့ဒီရှေ့မှာပါလို့မယ်ဆိုရင် amissar လို့မယ် amissar ဘာမှကြည့်လို့ရတယ်ဘာကြောင့်လဲဆိုတော့တို့တို့ဒီ adjective တွေရှေ့လို့ verb တွေလိုမျိုးတစ်လုံးနဲ့ရေးလို့မရဘူးဟုတ်ပြီเนาะအဲ့တော့ amissar ကြံခဲ့မယ်ဘယ်ဟာပဲရေးရေး degree 1ကိုရေးရင်တော့ short မရှိပေမဲ့ degree 2တုံးလို့ရှိရင်ตุบะตุโปติตุบะตุโปยเตยะဆိုရင် he is ဘောตุบะตุโปติเตยะဆိုရင် smaller လုံးနဲ့ရပြီမဲ့နောက်တစ်ခု blue နှစ်ခုနှိုင်းရှင်ပြီးတော့โปเตยะလို့ပြောခြင်းအမှ than ထည့်ပြီးတော့ရေးရမယ် ဒီ3တော့မှဆိုရင်ရှေ့မှာပါထက်မလို့ဒဲထက်မယ်ဒဲထက်ပြီးတော့မှအသေးဆုံးဆိုရဟာကိုဘာလို့လုပ်ရမလဲဆိုရင်ရေးလို့ရမယ်ဟုတ်ပြီအဲဆိုမနက်ဖန်တို့ရဲ့၄ချိန်ကနေဖြစ်ဖို့အတွက်ဒါကိုသေးချာလေးပြန်နားလေအောင်လေ့လာထားပါမှတ်စုရဲ့မှာခြာရေးပါနော်စူးစမ်းပါ fight တင်ပါ